ါကတော့ဒုတိယကမ္ဘာစစ်မှာ လူဦးရေအများဆုံးသေဆုံးခဲ့တဲ့နိုင်ငံ၅နိုင်ငံအကြောင်းပဲဖြစ်ပါတယ်။အားလုံးသိကြတဲ့ဇိုင်းပဲဒီစစ်ပွဲကြီးကြောင့်မလို့နိုင်ငံတွေအတော်များများကဆင်းရဲမွဲတွေမှုငတ်မှုခေါင်းပေါင်းမှုနဲ့စစ်ပွဲအတန်တွေကိုခံခဲ့ရပါတယ်။ဒီထဲမှာလူဦးရေအများဆုံးသေဆုံးတဲ့နံပါတ်၅နိုင်ငံကတော့ကျွန်တော်တို့မထင်မတဲ့အင်ဒိုနီးရှားနိုင်ငံပဲဖြစ်ပါတယ်။လူဦးရေ၃တန်းခွဲကျော်သေဆုံးခဲ့ပါတယ်။ဘုံကျဲခံရခြင်းအစာအစာငတ်မှုခေါင်းပေါင်းခြင်းနဲ့မြေပြင်စစ်ပွဲတွေကြောင့်မလို့သေဆုံးခဲ့တာပါ။ နံပါတ်၄မှာယက်တီနေတဲ့နိုင်ငံကတော့ပိုလန်ဖြစ်ပါတယ် ငါတသမ6တန်းနီးပါးကိုတည်ဆုံးခဲ့တာပါအဲဒီထဲကတဝက်ကတော့ဂျူးလူမျိုးတွေဖြစ်ပါတယ်နံပါတ်3မှာယက်တီနေနိုင်ငံကတော့ဂျာမနီနိုင်ငံဖြစ်ပါတယ်ခွန်တသမ9တန်းတည်ဆုံးခဲ့ပါတယ်စစ်ပွဲကိုအစပြုတဲ့နိုင်ငံဖြစ်ပေမဲ့လည်းစစ်ရှုံးပြီးတော့စစ်တပ်ကိုအတော်လေးခံခဲ့ရပါတယ်နံပါတ်2အများဆုံးတည်ဆုံးတဲ့နိုင်ငံကတော့တရုတ်နိုင်ငံဖြစ်ပါတယ်အစုလိုက်အပြုံလဲတက်ခံရပြီးတော့19တသမ5တန်းအောင်တည်ဆုံးခဲ့တာပါဒီဖြစ်ရဆိုကြောင့်မလို့တရုတ်နိုင်ငံမှာရှိတဲ့ရှေးလူကြီးတွေကဂျပန်ကိုအတော်လေးမုန်းကြပါတယ်နံပါတ်1အများဆုံးတည်ဆုံးခဲ့တဲ့နိုင်ငံကတော့ဆိုဗီယက်ရုရှားပဲ ဖြစ်ပါတယ်။နာဇီဂျာမနီတို့ရဲ့ကျူးကျော်ခြင်းကိုခံရပြီးတော့24တန်းကျော်တောင်တည်ဆုံခဲ့တာပါ။ဒီထဲမှာပြည်သူတွေတည်ဆုံမှုကတော့18တန်းတောင်ရှိပါတယ်။ဒီအချက်လက်တွေကတော့ခံမှန်းခြေပဲဖြစ်ပြီးတော့အတိအကျတော့မဟုတ်ပါဘူး။တချို့သောလေးလာတဲ့သူတွေကတော့ဒီတက်ပိုများနိုင်တယ်ဆိုပြီးတော့သုံးသက်ပြထားတာတွေရှိပါတယ်။ဒီမတန်းတွေကိုမြင်ပြီးတော့တတိယကဘာစီဆိုတဲ့အကြောင်းကိုကျွန်တော်တို့ခေါင်းထဲမှာလုံးဝမတွေးကြည့်စုံအရာပဲဖြစ်နေမှာပါ။